မေဆွေများအားလုံးမင်္ဂလာပါမေဆွေတို့ဒီတင်ဂီတာလေးရဲ့အတန်လေးထွက်တက်ပြီလားဒီတင်ဂီတာလေးရဲ့အတန်ဟုတ်ထွက်တက်ပြီလားကျွန်တော်အစင်းစင်လေးတင်ဂီတာလေးတွေကိုဖြည်းဖြည်းချင်းမျှဝေထားပါတယ်အရှိတင်ကန်းစားတွေမှာကြည့်ပြီးတော့လေ့ကျင့်လို့ရပါတယ်နော်โอเคနောက်အခုဆက်ပြီးတော့ကျွန်တော်တို့ A to Z မှာဆိုရင်အတန်အပိုင်းလေးပေါ့နော်အဲ့ဒီအတန်အပိုင်းလေးအောက်မှာ ထွက်တဲ့ letters လေးတွေရဲ့ နာမည်လေးတွေပေါ့ဒါလေးတွေကိုကျွန်တော်တို့တင်ဂီတာလေးနဲ့ဆက်ပြီးတော့လေ့လာကြပါမယ်။ဒါလေးကတင်ဂီတာလေးဖြစ်ပါတယ်။မိတ်ဆွေတို့ဒီစကလုံးလေးလေးဆိုရင်ဘယ်လိုထွက်ပါမလဲ egg egg ရဲ့ဟုတ်ပါရဲ့နော်အဲ့တော့ဒီသင်္ကေတလေးဒီ letter e ကို small letter ရေးထားတာမဟုတ်ပါဘူးနော်သင်္ကေတလေးဖြစ်ပါတယ်ဒီသင်္ကေတလေးကိုတွေးတဲ့အခါကျရင်ကျွန်တော်တို့ဘယ်လိုထွက်မလဲဆိုတော့ အဲ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 ့လိုလေးထွက်ပါမယ်အဲ့ဒီအတန်လေးနဲ့ထွက်ပါမယ်ဒါကြောင့်မလို့ဒီအောင်မှာရှိတဲ့ letters လေးတွေရဲ့နာမည်လေးရာလေးဒီသင်္ကေတလေးအတန်နဲ့တွဲပြီးတော့ထွက်ပါတယ်ဒီလိုလေးတွေထွက်တာပေါ့နော်ဒါလေးကိုထွက်ကြည့်လိုက်မယ်ဆိုရင် f l n s z ဘာတန်လေးနဲ့လဲ D E ရဲ့ short vowel sound သင်္ကေတအတန်လေး ਨੇ အဲအဲ့ဒီအတန်လေး ਨੇ ထွက်ပါတယ် Okay ဒါဆိုရင်အဲ့ဒီအဲ့ဆိုရဲအတန်ပါတဲ့တခြားသောဒီမှာ letters လေးတွေနာမည်လေးတွေလိုပါသေးတယ်ဘယ် letters လေးတွေဖြစ်ပါမလဲဟုတ်ပါတယ် D letters လေးတွေရာလေ ဆိုတဲ့အတန်နဲ့ထွက်ပါတယ်ဒါလေးဆိုရင်ကျွန်တော်တို့ဘယ်လိုထွက်မလဲ aim အဇက်လေးပြေးလိုက်ပါတယ်ဒါလေးဆိုရင်ကျွန်တော်တို့ဘယ်လိုထွက်မလဲသူ့ရဲ့နောက်မှာ k တန်လေးနဲ့ s တန်လေးနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ထွက်ရပါမယ် x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  ဒါဆိုရင်ကျွန်တော်တို့အရှိမတင်ငဲစားပါမျှဝေပေးခဲ့တဲ့အတိုင်းဆိုရင် d letters လေးရဲ့နံပါတ်ကို ဒီလိုထွက်ပါမယ် h ဒီ letters လေးရဲ့နာမည်ကို x ဒါဆိုရင်ကျွန်တော်တို့နှစ်ခုစလုံးရောစရာ မရှိတော့ဘူးเนาะโอเคဒါဆိုရင်ねဒီ e လို့သင်္ကေတလေးပေးထားတယ် short vowel sound e letter e ရဲ့ short vowel sound အတန်လေးဒီဘယ်နေရာဒီမှာအများစု ထွက်ကြပါတလဲဆိုရင်ဒီ letter e လေးတွေပါတယ်ပေါ့ e လေးတွေပါတယ် ရက်ကလုံးလေးတွေမှာအများစု ထွက်ကြပါတယ်။ဒါဆိုရင် spell waste very land send red အစားရှိတဲ့ဖြစ် d a sore အတန်လေးနဲ့ဒီ e letters လေးတွေမှာ ထွက်ကြပါတယ်ဒါကတော့ပုံမှန်တွေ့နေရတဲ့စလုံးပေါင်းလေးတွေပေါ့နော်တခြားသော d လို့ letters လေးဒီမှာလေဒီနေ့အခုပြောလိုက်တဲ့ x ဆိုရယ် short vowel sound တင်ကြီးတိုက်အတန်လေထွက်ပါတယ်ဒါဆိုရင် အများစုကတော့ဒါလေးထွက်တယ်ဒါလေးဒီဒီ letters လေးဒီမှာလေ x ဆိုရယ်အတန်လေးထွက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စဉ်းစားပြီးတော့ x ဆိုရယ်အတန်ထွက်တဲ့ဇဂလုံးလေးတွေဥပမာအများစုကဒီ e လေးမှာဖြစ်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုထွက်လဲ get get โอเคเนาะ get g at gate အဲ့ဒီအတန်လေးတွေစကားလုံးလေးတွေကျွန်တော်တို့ဒါဆိုရင် ပုံမှန်အားဖြင့်အများစုကိုထွက်လို့ရနိုင်မှာဖြစ်ပါတယ်ဒါဆိုမိတ်ဆွေတို့ရောအဲ့ဆိုရဲအတန်ပါတယ်စကားလုံးလေးတွေကိုဒီသလောက်စဉ်းစားမိသလောက်ဒီ post ရဲ့အောက်မှာခြာရေးသွားလို့ရပါတယ်နောက်တင်ခဲစာမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်